ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီတင်းတင်းတင်းထားတဲ့စကလုံးတွေကိုရယူရောအသေးလေးပေါင်းတဲ့စကလုံးနဲ့ပတ်သက်ပြီးတော့သင်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်ဒီတင်းတင်းတင်းတဲ့စကလုံးဟာခိရဲ့ရှိရဲ့ခိရဲ့ဆိုပြီးတော့ဒီစကလုံးသုံးလုံးရှိပါတယ်ဟုတ်ပြီဒါဆိုရင်ခိရဲ့တားမှာရှိရဲ့စကလုံးကိုရယူရောလို့ခေါ်တဲ့စကလုံးအသေးလေးသုံးခုနဲ့ပေါင်းမယ်နော် ။ဒါဆိုရင်ဒီသူ့တလုံးတည်းဆိုရင်ဒီဟာကခိတင်းတင်းတင်းလိုက်တော့ဒီဖြစ်သွားပြီ။ဒါဆိုရင်ခိရဆိုတော့ခရပေါ့နော်။ဒီမှာကျတော့ဂီရဆိုတော့ဂီရဆိုတော့ဂီရဂီယူဆိုတော့ဂီယူဂီယောဆိုတော့ဂီယောနောက်တစ်ခါတန်တော့မယ်နော်။ဂီရဆိုတော့ဂီရဂီယူဆိုတော့ဂီယူဂီယောဆိုတော့ဂီယော နောက်ဆုံးတော့ဆက်သွားမယ်နော်ဒါကြတော့ရှိရတန်းပဲဖြစ်ပါတယ်ဒီရှိရတန်းကိုဒီရှိကိုတင်တင်တင်တဲ့အခါကျတော့ G ဆိုပြီးတော့ဖြစ်တယ် G ရဆိုတော့ကြ G U ဆိုတော့ဂျူ G ရဆိုတော့ဂျော့နောက်ထပ်သွားမယ်နော် G ရကြ G U ဂျူ G ရဂျော့ဟုတ်ပြီနော်ဒါဆိုရင်နောက်တစ်ခုဆက်သွားမယ် ါကြတော့ here term ပဲဖြစ်ပါတယ်ဒီ here term ကိုပဲတင်တင်တင်လိုက်တဲ့အခါကျတော့ b ဆိုပြီးတော့ပြောပါတယ်ဒါဆိုရင် b ရဆိုတော့ဗျ bu ဆိုတော့ဗျု b နဲ့ရောနဲ့ပေါင်းတော့ဗျောဟုတ်ပြီနောက်တစ်ခါဆက်သွားမယ်နော် b နဲ့ရနဲ့ပေါင်းတော့ဗျ b နဲ့ u နဲ့ပေါင်းတော့ဗျု b နဲ့ရောနဲ့ပေါင်းတော့ဗျောဒါဆိုရင် နောက်တစ်ခုဆက်သွားမယ်ဒီဟာကြတော့ရှိရတန်းပေါ့နော်ဒီရှိရတန်းကိုပုံပုံလို့တင်တဲ့ဒီအလုံးလေးတင်လိုက်တဲ့ခါကျတော့ပြီဆိုပြီးတော့ပြုတ်သွားပြီနဲ့ရနဲ့ပေါင်းတဲ့ခါကျတော့ပြပြီနဲ့ယူနဲ့ပေါင်းတော့ပြုတ်ပြီနဲ့ယော့နဲ့ပေါင်းတော့ပြော့ဟုတ်ပြီပြီရပြပြီယူပြုတ်ပြီရပြော့အဲ့ဒီဟာကိုဒီစကလုံးလေးလုံးကို နောက်ဆုံးအနေနဲ့တစ်ခေါက်ပြပြမှာဖြစ်ပါတယ်ဒါဆိုရင်ကြက်ကြူကြော့ကြက်ကြူကြော့ပြပြပြောပြပြပြော ။ဟုတ်ပြီ။ဒါဆိုရင်ဒီနေ့ကတော့ဒီနားမှာပဲရလိုက်ပါမယ်။အားလုံးစင်ပြေကြစင်ပြေကြပါစေလို့